န္ဓာဝကသံယုတ်နတုံမာကတုတ်တံစာရှိသူတို့ကိုခြေခံပြီးတော့မပိုင်တာတွေနဲ့မလောင်ကျွမ်းပါနဲ့ဆိုတဲ့တရားဒေသနာဖြစ်ပါတယ်။အခါတစ်ပတ်မှာမြတ်စွာဘုရားရှင်ကိုတော်မြတ်သည်သာဝတိပြည်ဇေတဝန်ကျောင်းမှာတရင်တုံနေတော်မူတယ်။အဲ့ဒီခါမှာတနေ့မှာယဟန်တွေကို စီဝေးစေပြီးတော့ခြေသာယဟန်တို့တင်တို့ဤဥစ္စာမဟုတ်သောတရားကိုပေကြကုန်လော။ ထိုတရားကိုဘယ်သည်ရှိသောသင်တို့အားစီးပွားခြင်းကချမ်းသာခြင်းကဖြစ်လက်တံချက်တော်ယဟန်တို့သင်တို့၏ဥစ္စာမဟုတ်သောတရားကအဘယ်နည်းယဟန်တို့ယုတ်သည်သင်တို့၏ဥစ္စာမဟုတ်ဘူးထိုယုတ်ကိုပယ်ကြကုန်လောထိုယုတ်၌ဖြစ်သောစန္ဒရာဂကိုပယ်ကြကုန်လောယုတ်ကိုပယ်သည်ရှိသောသင်တို့အားစီးပွားခြင်းကချမ်းသာခြင်းကဖြစ်လက်တံ ဝေဒနာသည် သင်တို့၏ဥစ္စာမဟုတ်ဘူးထိုဝေဒနာကိုပယ်ကြကုန်လော ထိုဝေဒနာ၌ဖြစ်သောဆန္ဒရာဂကိုပယ်ကြကုန်လော ထိုဝေဒနာကိုပယ်သည်ရှိသော သင်တို့အားစီဝါခြင်းကချမ်းသာခြင်းကဖြစ်လက်တံသင်ညာသည် သင်တို့၏ဥစ္စာမဟုတ်ပေ ထိုသင်ညာကိုပယ်ကြကုန်လောသင်ညာနှင့်ပတ်သက်ပြီးဆန္ဒရာဂကိုပယ်ကြကုန်လော ိုသင်ညာကိုပေသည်ရှိသောသင်တို့အားစီဝါခြင်းကချမ်းသာခြင်းကဖြစ်လက်တံစေဇောမှုသင်္ခါရတို့သည်သင်တို့၏ဥစ္စာမဟုတ်ကုန်ထိုသင်္ခါရတို့ကိုပေကြကုန်လောသင်္ခါရတို့နှင့်ပတ်သက်ပြီးဖြစ်ပေါ်လာမဲ့စန္ဒရာဂကိုပေကြကုန်လောထိုသင်္ခါရတို့ကိုပေသည်ရှိသောသင်တို့အားစီဝါခြင်းကချမ်းသာခြင်းကဖြစ်ကုန်လက်တံ ိစိတ်ဝิญဉ်သည်တင်တို့၏ဥစ္စာမဟုတ်ထိုဝิญဉ်ကိုပယ်ကြကုန်လောထိုဝิญဉ်နှင့်ပတ်သက်ပြီးဖြစ်ပေါ်လာမဲ့သန္တာရာဂကိုပယ်ကြကုန်လောထိုဝิญဉ်ကိုပယ်သည်ရှိသောတင်တို့အားစီးဝါခြင်းကချမ်းသာခြင်းကဖြစ်လက်တံလို့ဘုရားရှင်မိန့်ကြားတော်မူလိုက်တယ်အဲ့ဒီနောက်မှာမြတ်စွာဘုရားရှင်ကခြေသာယဟန်တို့ဥပမာအပြင်တော်ကဤဇေတဝန်ကြောင်း၌မြတ် ထင်တစ်ခတ်တစ်ရွက်တွေကို လူအပေါင်းက ယူဆောင်လျင်ဖြစ်စေအဲ့ဒီလိုယူဆောင်ပြီးတော့မီးရှို့လျင်ဖြစ်စေ သို့မဟုတ်အဲ့ဒီမြက်ထင်တစ်ခတ်တစ်ရွက်တွေကို အလိုရှိတိုင်းပြုလျင်ဖြစ်စေငါတို့ကို လူအပေါင်းတည်ယူဆောင်ဤဟူ၍လကောင်းငါတို့ကိုလူအပေါင်းတည်မီးရှို့ဤဟူ၍လကောင်းငါတို့ကိုလူအပေါင်းတည်အလိုရှိတိုင်းပြု၏ဟူ၍လကောင်းသင်တို့ဟာဤသို့သောအထင်သည် ဖြစ်ရသလားလို့မြတ်စွာဘုရားမေးတော်မူတဲ့အခါမှာမဖြစ်ရပါအရှင်ဘုရားအဘယ်ကြောင့်ဆိုတော့ဤအရာသည်အကျွန်ုပ်တို့ဤကိုယ်လည်းမဟုတ်ပါဘူးဤအရာသည်အကျွန်ုပ်တို့ဤကိုယ်ပိုင်ဥစ္စာလည်းမဟုတ်ပါဘူးလို့ပြန်လျှောက်ကြတယ်ဒီတော့ဘုရားရှင်ကจิตายะဟံတို့ဤအတူပဲယုတ်သည်တင်တို့ဤဥစ္စာမဟုတ်ဘူးတင်တို့ရဲ့ကိုယ်ပိုင်ဥစ္စာမဟုတ်ဘူးထိုယုတ်ကိုပဲကြကုန်လော ယုတ်ကိုပဲသိရှိသော သင်တို့အားစီးပွားခြင်းကချမ်းသာခြင်းကဖြစ်လိမ့်မယ်ဝေဒနာသည် သင်တို့၏ဥစ္စာမဟုတ်ဘူးသင်တို့ရဲ့ကိုယ်လည်းမဟုတ်ဘူးကိုယ်ပိုင်ဥစ္စာလည်းမဟုတ်ဘူးဒါကြောင့်မလို့ဝေဒနာကိုပဲကြကုန်လို့ဝေဒနာကိုပဲသိရှိသော သင်တို့အားစီးပွားခြင်းကချမ်းသာခြင်းကဖြစ်လိမ့်မယ်တင်ညာသည် သင်တို့ရဲ့ဥစ္စာမဟုတ်ဘူးသင်တို့ရဲ့ကိုယ်လည်းမဟုတ်ဘူး သင်တို့ကိုယ်ပိုင်ဥစ္စာမဟုတ်ဘူးဒါကြောင့်တင်ညာကိုပယ်ဆွန်ကြကုန်လို့တင်ညာကိုပယ်ဆွန်မယ်ဆိုရင်သင်တို့မှာများစွာသောအကျိုးစီးပွားတွေဖြစ်လိမ့်မယ်သင်္ကာရတို့ဒီသင်တို့ရဲ့ဥစ္စာမဟုတ်ဘူးဒါကြောင့်ပယ်ကြကုန်လို့ဝိညာဉ်တွေသင်တို့ရဲ့ဥစ္စာမဟုတ်ဘူးဒါကြောင့်ပယ်ကြကုန်လို့အဲ့ဒီလိုပယ်နိုင်တဲ့အခါတဲ့တို့ဟာစီးဝါခြင်းကချမ်းသာခြင်းကဖြစ်လိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်မိန့်ကြားတော်မူလိုက်တယ်။ လောကမှာကဒီခန္ဓာငါးပါးအစုကိုပဲပုဂ္ဂိုလ်တတ္တဝါယောက်ျားမိန်းမလို့သမုတ်ပြီးတော့ပြည့်ညတ်ပြီးတော့ခေါ်ဝေါ်ပြောဆို ထိတွေ့ခံစားနေကြတာညစွာပြရားဥပမာပြတဲ့အတိုင်းပဲကျောင်းဝင်းအတွင်းမှာရှိတဲ့မြက်တွေထင်းတွေသိရွက်တွေကိုတပါးသောသူတွေယူပြီးတော့လှုပ်ချင်တယ်လို့လှုပ်ကိုဘလို့မှမခံစားရသလိုပဲဘာကြောင့်မခံစားရသလဲဆိုတော့ကိုမမပိုင်တော့ကို ကိုမပိုင်တဲ့အရာကိုသူတို့ဘာတွေဘလို့ပဲလှုပ်လှုပ်ကိုမှဘာမှမခံစားရဘူးဒီအတိုင်းပဲဒီခန္ဓာ၅ပါးဆိုတဲ့သဘောတရားမောင်လားလို့သမုတ်ထားပြင်မဲ့သေးသေးချာချာကြည့်လိုက်တော့ပထဝီအာဘောတေဇုံဝါယောဆိုတဲ့ဓာတ်၄ပါးကိုပဲတွားတွေ့မှာဒါကြောင့်ယုတ်တတ်တတ်ပဲအဲ့ဒီဓာတ်၄ပါးတို့ကလည်းတည်ငြဲသလားလို့ကြည့်တော့တခုမှမတည်မြဲဘူးခဏဖြစ်ပြီးခဏပြတ်နေကြတာ ဖောက်ပြန်နေကြတာဖောက်ပြန်နေတဲ့အဲ့ဒီယုတ်တရားတွေကိုငါလို့ထောက်ပြလို့တော့မရဘူးဆံပင်တသက်၊မွေးညင်းတသက်၊ခြေသက်လက်သက်တွေတသက်၊သွားတွေတသက်၊အရေရူအရေသားတွေတသက်စုပုံပလိုက်တဲ့အခါမှာလူချင်းမှုတွေကုံသွားလိမ့်မယ်ကိုမပိုင်ကိုမဆိုင်တာကိုတည်တည်ချာချာမြင်လိမ့်မယ်ခမကျန်သဘောရှိတဲ့ပထဝီတတ်တာဖြစ်တယ်ဆိုတာကို တွေ့သွားတဲ့အခါငါပိုင်တယ်လို့မမြင်တော့ဘူး တဲချေတလိပ်ပြီးတွေးချွေးဆိုတဲ့အရာတွေကို တွေ့ရတဲ့အခါလဲဒါတွေပဲရှိတာဒီအဘောတဟာပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးအမြဲတမ်းသဘောတရားတွေသာဖြစ်တယ်ခဏဖြစ်ပြီးတော့ခဏပြတ်ကြတာငါလို့ထောက်ပြစရာ နေရာတော့မရှိဘူးအမြဲတမ်းသူတို့တွေကပြောင်းလဲဖောက်ပြန်နေကြတယ်အဲ့ဒီလိုဖောက်ပြန်နေတဲ့တရားတွေဖြစ်တဲ့အတွက်ကြောင့် ကိုမပိုင်နာသေးကြတယ်ဒီလိုနဲ့ခန္ဓာကိုယ်တွင်မှာရှိသောလေခန္ဓာကိုယ်တွင်မှာရှိသောအပူငွေအဲ့ဒီလေတက်ဆိုတဲ့ဝါယောဓာတ်ယုတ်တရားအပူဆိုတဲ့တေဇောဓာတ်ယုတ်တရားဒါပဲရှိတာပုဂ္ဂိုလ်လည်းမဟုတ်ဘူးသတ္တဝါလည်းမဟုတ်ဒီလိုကြကြနာနာမြင်လိုက်တော့ရုပ်ဟာငါမပိုင်တာပါလားလို့သွားတွေးကိုပိုင်ကိုဆိုင်မဟုတ်တော့ဒီရုပ်တရားတွေ ောက်ပြန်သွားတဲ့အခါမှာဘလို့မှမခံစားရတော့ဖောက်ပြန်မဲ့တရားဟာဖောက်ပြန်မှာပဲပြက်မဲ့တရားဟာပြက်မှာပဲလို့ငကိုကလေးကပြက်တဲ့သဘောရှိတဲ့တရားဖြစ်နေတဲ့အတွက်ပြက်မှာပဲငကိုကလေးကဖောက်ပြန်တဲ့သဘောတရားရှိနေတဲ့တရားဖြစ်တဲ့အတွက်ဖောက်ပြန်နေမှာပဲဒါကိုသိတော့ယုံတခုခုဖြစ်သွားလို့ဖောက်ပြန်သွားလို့ဘလို့မှမခံစားရတော့ဘူးဒါကြောင့်လဲဆိုတော့ အမြဲတမ်းတရားဆင်ခြင်နေတဲ့အတွက်ကြောင့်ရုပ်ဟာငါမပိုင်ဘူးလို့သိတဲ့အတွက်ဒီရုပ်မှာတမတ်မှုမဖြစ်တော့ဘူးရုပ်နဲ့ပတ်သက်ပြီးတော့လိုချင်မှု တောင့်တမှု တမတ်မှုဆိုတဲ့သန္တရာကကိုပယ်လိုက်တယ်အဲ့လိုပယ်သောအဖြစ်ရုပ်ကိုပယ်တယ်လို့ခေါ်တယ်အဲ့ဒီရုပ်ကိုတမတ်မနေတော့ဘူးရုပ်ကို တွေ့တာမနေတော့ဘူးဒီရုပ်တရားကိုငါပိုင်ငါဆိုင်အနေနဲ့မဆွဲလန်းတော့ဘူးရုပ်တရားဟာငါဥစ္စာလည်းမဟုတ်ဘူး ငါလည်းမဟုတ်ဘူးငါအတ္တကောင်ငါအတ္တကောင်မဟုတ်တာတေချာသွားတော့မတက်မတော်ပဲနဲ့တမတ်မှုကိုပယ်လိုက်နိုင်ပြီရုပ်ကိုလည်းပယ်နိုင်တယ်အဲ့လိုပယ်နိုင်ပြီဆိုရင်တော့စီးပွားခြင်းကချမ်းသာခြင်းကဖြစ်ပြီးအေးချမ်းပြီဒီလိုပဲခံစားမှုဝေဒနာဆိုတာကလည်းအကြောင်းရှိလို့ပေါ်လာ၍အာယုံဝိတ္ထုယုတ်တွင်နဲ့တရားအတွင်းကဝိတ္ထုယုတ်များ အဲ့လိုမျိုးအာယုံယုတ်ဝိထုယုတ်ဆိုတဲ့သဘောတရားနဲ့ဒါတွေထိတွေ့ပြီးတော့မှ ပေါ်လာတဲ့တရားတွေဖြစ်တယ်။အကြောင်းရှိမှပေါ်လာတဲ့တရားဖြစ်ပြီးတော့ခဏဖြစ်ပြီးခဏပြတ်တာဝေဒနာဆိုတဲ့သဘောတရားဟာကြာကြာတည်တဲ့အရာမဟုတ်ဘူး။အခုဒုက္ခဝေဒနာခံစားပေမဲ့တော်တော်ကြာဒုက္ခဝေဒနာခံစားရင်ခံစားတာဒုက္ခဒုက္ခမဟုတ်ပဲဥပေက္ခဖြစ်ခြင်းဖြစ်နေတာဒီတော့ဝေဒနာဆိုတာဖောက်ပြန်တယ် အကြောင်းရှိမှသာပေါ်ပြီးအကြောင်းချုပ်ရင်ချုပ်သွားတာဒီလိုအမှန်တိုင်းသိတော့ဝေဒနာမှာမတက်မတ်တော့ဘူးအမြဲတဲ့တရားမှန်လည်းသိတယ်ဆင်းရဲတဲ့တရားမှန်လည်းသိတယ်အဆိုးမရတဲ့တရားမှန်လည်းသိတဲ့အတွက်ကြောင့်တက်မတ်မှုမရှိတော့ဘူးသူ့ကိုငါဆွဲနဲ့လည်းမဆွဲတော့ဝေဒနာသည် ဝေဒနာသာဖြစ်တယ်ခံစားမှုတတ်တတ်သာ ဖြစ်တယ်နန္တရားတတ်တတ်သာဖြစ်တယ်လို့ကြာကြာနာနာသိသွားပြီဖြစ်ပေါ်လာပြီးတော့ ပျောက်ဆုံးသွားတာကိုလည်းတွေ့လိုက်ရပြီအမြဲတာကိုလည်းမြင်လိုက်ပြီငါလို့ထောက်ပြเสียနေရာတောင်မရှိဘူးသူကချုပ်သွားပြီအဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်မလို့ငါဆွဲနဲ့မဆွဲတော့ဘူးပုဂ္ဂိုလ်ဆွဲနဲ့မဆွဲတော့ဘူးဒါကြောင့်ဒီဝေဒနာရဲ့ပြောင်းလဲဖောက်ပြန်မှုကြောင့်ဘယ်လိုမှမခံစားရတော့ဘူးငါမှမဟုတ်တာငါပိုင်တာမှမဟုတ်တာလို့သိနေနားလေသဘောပေါက်နေတဲ့အတွက်ကြောင့်မလို့ ဝေဒနာနဲ့ပတ်သက်ပြီးငါဆွဲပုဂ္ဂိုလ်ဆွဲမဆွဲပဲနဲ့စိတ်ကကိလေသာကနေလွတ်မြောက်တယ်။ဒီတော့စီးပွားခြင်းကချမ်းသာခြင်းကဖြစ်ရတယ်။အေးချမ်းခြင်းကဖြစ်ရတယ်။အရာဝတ္ထုတွေကိုမှတ်သားနေတယ်။တွေ့ကြုံရတဲ့အရာတွေကိုမှတ်သားနေတယ်ဆိုတဲ့သဘောဟာငါလည်းမဟုတ်ဘူးငါမှတ်နေတာလည်းမဟုတ်ဘူးအဲ့ဒီပြင်ပအာယုံယုတ်ဆိုတဲ့အရာတွေ ਨੇ ဒီက အာယုံခံတဲ့ဝိထုယုတ်ဆိုတဲ့အရာတွေထိတွေ့ပြီးတော့တော့၎င်းဟရိယဝိထုယုတ်ကိုအကြောင်းခံပြီးတော့တော့၎င်းနန္တရားတွေပေါ်လာကြတာအကြောင်းရှိလို့သာပေါ်လာတဲ့မှတ်သားမှုဆိုတဲ့သင်ညာတရားဖြစ်တယ်သူကလည်းအဲ့ဒီအကြောင်းရှိတုံးပဲဖြစ်ပြီးတော့အကြောင်းချုပ်ရင်ချုပ်သွားတာမမြဲသောတရားသာဖြစ်တယ်အဲ့ဒီသင်ညာလေးကတည်တည်ကြကြကြည့်ရင်ကုံသွားတာကိုတွေ့မယ်အခု အစင်းကိုမှတ်ပြီးတော့တော်တော်ကြာအတန်ကိုမှတ်တယ်ဒီတော့အစင်းကိုမှတ်တဲ့တင်ညာဟာချုပ်သွားပြီအတန်ကိုမှတ်တဲ့တင်ညာကအစ်ပေါ်လာတာအခုအတန်ကိုမှတ်နေတဲ့တင်ညာကတော်တော်ကြာအနံ့ကိုမှတ်တယ်အဲ့တော့အတန်ကိုမှတ်တဲ့တင်ညာကုံသွားပြီအနံ့ကိုမှတ်တဲ့တင်ညာက နောက်အစ်ဖြစ်တာအစ်အစ်တွေဖြစ်ပြီးတော့အဟောင်းအဟောင်းတွေချုပ်ကုန်ကြတာငါမရှိဘူး ဒီလိုမျိုးမြင်တော့တင်ညာကိုငါဆွဲနဲ့မဆွဲဘူးငါပိုင်ငါဆိုင်လို့မထင်တော့တဲ့အတွက်ကြောင့်မလို့တင်ညာကြီးပြောင်းလဲဖောက်ပြန်မှုကြောင့်ဘယ်လိုမှမခံစားရတော့ဘူးဒီတင်ညာရဲ့ပြောင်းလဲဖောက်ပြန်မှုတွေကိုတဘာဝပဲလို့တရားရှုနိုင်တဲ့အတွက်ကြောင့်စီးပွားခြင်းချမ်းသာခြင်းကဖြစ်ရတယ်ဒီနေ့အတိုင်းပဲစေသောမှုသဘောတရားသဘောတရားသင်္ခါရတဘောတရားရှိနေတာကိုဒါဟာနတရားပဲလို့သိနေတယ် ။သွားခြင်းကိစ္စပြည်အောင်စေစောတယ်။ထိုင်ခြင်းကိစ္စပြည်အောင်စေစောတယ်။ရက်ခြင်းကိစ္စပြည်အောင်စေစောတယ်။လျောင်းခြင်းကိစ္စပြည်အောင်စေစောတယ်။တည်ခြင်းကိစ္စပြည်အောင်စေစောတယ်။ခံစားခြင်းကိစ္စပြည်အောင်စေစောတယ်။အဲ့လိုသူကစေစောမှုလေးတတ်တတ်ပဲဖြစ်ပြီးတော့နန္တရားတတ်တတ်ပဲ။ပုဂ္ဂိုလ်လည်းမဟုတ်ဘူး။တတ္တဝါလည်းမဟုတ်ဘူး။အကြောင်းရှိလို့ပေါ်လာတော့အကျိုးတရားသာဖြစ်တယ်အကြောင်းချုပ်တော့သူလည်းချုပ်သွားတယ် ီလိုဆိုတော့ငါမပိုင်ဘူးဆိုတာကြာကြာနာနာမြင်သွားပြီးတော့သင်္ခါရခန္ဓာပြောင်းလဲပေါက်ပြန်မှုကြောင့်ဘယ်လိုမှမခံစားရတော့ဘူးအေးချမ်းတယ်ဒီလိုပဲဝိညာဏခန္ဓာဆိုတာအစင်းရဲ့မျက်စိရဲ့ဆုံလိုက်တော့မြင်သိစိတ်ဖြစ်တော့မှဝိညာဏခန္ဓာပေါ်တာအကြောင်းယုတ်တရားတွေကိုအခြေခံပြီးတော့မှပေါ်ရတဲ့တရားအကြောင်းမရှိဘဲနဲ့မပေါ်ဘူးပြီးတော့လေသူက ခဏတည်ပြီးခဏချုပ်သွားတာနန္တရားတတတဖြစ်တယ်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတဝါလည်းမဟုတ်ခဏမဆဲဖြစ်ပြီးတော့ခဏမဆဲချုပ်တည်မှုဆိုတဲ့သဘောတရားထဲမှာငဟာလို့တောင်ထောက်ပြလို့မရဘူးအခုမြင်တာကိုသိလိုက်တွားကြကြားတာကိုသိလိုက်အဲ့တော့မြင်တာကိုသိတဲ့သိစိတ်ကချုပ်သွားပြီကြားတာကိုသိတဲ့သိစိတ်ကအသိပေါ်လာပြီးတော့အနံ့ကို ပြောင်းတည်ပြန်ပြီ ဲတော့ကြာတော့အတန်ကိုတည်တဲ့တိစိတ်ကချုပ်သွားပြီ အနံကိုတည်တဲ့တိစိတ်အတိတ်ပေါ်လာတာအဲတော့အာယုံယူမှုတွေပြောင်းလဲသွားသလောက်တိစိတ်ကလည်းအမျိုးမျိုးပြောင်းလဲသွားပြီးတော့ဖြစ်နေတယ်ဆိုတာကို မြင်တဲ့အခါငါဆွဲမဆွဲတော့ဝိညာဏခန္ဓာဟာအနန္တရာတတ္တတဖြစ်တယ်ပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝလည်းမဟုတ်ဘူးခန္ဓာမစဲဖြစ်ပြီးတော့ခန္ဓာမစဲချုပ်နေတယ်အကြောင်းအကျောင်းဖြစ်ပြီး အကြောင်းချုပ်ရင်ချုပ်တယ်ဒီလိုကြကြနာနာပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးလိုချင်တာတွေတတ်မှတ်တာတွေမရှိတော့မမြဲတာပဲလို့သိတယ်ဒီခန္ဓာ၅ပါးဟာငါမှမပိုင်တာစေတဝန်အကြောင်းဝင်အတွင်းကမြတ်သိရစသည်တို့ကိုယ်ပိုင်မဟုတ်တဲ့အတွက်သူတစ်ပါးတွေဘလို့လုံလုံကိုယ်မှာဘလို့မှမခံစားရသလိုမလောင်ကျွမ်းသလိုပဲခန္ဓာ၅ပါးကငါကိုယ်တည်းကငါပိုင်တာမဟုတ်ဘူးလို့ အဲ့လိုမြင်တဲ့အတွက်ကြောင့်တစ်ခုခုပြောင်းလဲပေါက်ပြန်သွားလို့လည်းဘလို့မှမခံစားတော့ဘူးအမြဲချင်းကိုသာအမြဲတမ်းဆင်ခြင်နေပြီးတော့ညီငွေမှုနဲ့တတ်မှတ်ခြင်းကိုပယ်ပြီးတော့ထိုတတ်မှတ်မှုရာကချုပ်ခြင်းကိုသာမျက်မှောက်ပြုပြီးတော့အမြဲနေနိုင်သွားတယ်အဲ့လိုနဲ့အေးချမ်းရတယ်ဒါကိုပဲစီဝါခြင်းကချမ်းသာခြင်းကဖြစ်လိမ့်မယ်လို့ဖျားခြင်းဟောကြားခြင်းဖြစ်တယ်အဲ့တော့ကိုမပိုင်တဲ့ဥစ္စာတွေဆိုတာလောကမှာ ကိုရင်းကခန္ဓာတွေပေါ့ပြင်ပကခန္ဓာတရားတွေပေါ့ကိုရင်းကအာယရဏတရားတွေကိုပြင်ပကအာယရဏတရားတွေပေါ့ကိုယ်ဥစားမဟုတ်ဘူးကိုယ်ပိုင်တာမဟုတ်ဘူးဆိုတာအမြဲတမ်းသိရမယ်အဲ့လိုသိပြီးတော့မှကိုယ့်ရဲ့ပူလောင်မှုတွေကိုပယ်တတ်နိုင်ကြတာငြိမ်းအေးစွာနေနိုင်ကြတာမပိုင်တာတွေကြောင့်မလောင်ကျွမ်းတော့မဟုတ်ရင်တော့လောင်ကျွမ်းနေမှာပဲပိုင်တယ်လို့ထင်ရင် ပိုင်တယ်ထင်သလောက်ဆိုရင်လည်းပိုင်ဆိုင်ခြင်းလည်းအဲ့ဒီမှာလောဘတွေราคะတွေဒေါသတွေမာမာနာတွေ ਨੇ လောင်ကျွမ်းလာတော့တာကိုယ်နဲ့ဘယ်လိုမှမပတ်သက်ဘူးလို့အဲ့ဒီလိုမျိုးခံစားချက်ရှိနေမယ်ဆိုရင်ဒီလိုအမြင်ရှိနေမယ်ဆိုရင်တမန်နေစရာလည်းမလိုဘူးမုန်းနေစရာလည်းမလိုဘူးမနာလိုစရာလည်းဘာမှအကြောင်းမရှိဘူးဘာကြောင့်လဲဆိုတော့ခဏဖြစ်ပြီး ခဏပြတ်ကြတာအဲ့လိုခဏလေးသာတည်ပြီးခဏလေးပြတ်တဲ့အရာတွေကြောင့်ပဲလောင်ကျွမ်းနေကြတာမတန်ဘူးကိုယ်နှလုံးသားထဲမှာမတည်မြဲတဲ့အရာတွေကြောင့်မပိုင်တဲ့အရာတွေကြောင့်ပဲလောင်ကျွမ်းနေရတာကြားလာပြီးပဲတတ်တင်ပြီးဒီတရားတွေကိုပဲတတ်နိုင်မှလူချင်းမှုတွေတတ်မှတ်မှုတွေလောဘတွေဒေါသတွေမာနတွေအဲ့ဒီလိုအရာတွေ ပဲတတ်နိုင်တော့မှအေးချမ်းမယ်ဆိုတာတည်ချိန်တန်ပြီးဒါကြောင့်လည်းပဲကိုမပိုင်ဘူးရုပ်ကိုကိုမပိုင်ဘူးခံစားမှုဝေဒနာကိုမပိုင်ဘူးမှတ်သားမှုတင်ညာကိုမပိုင်ဘူးကိုနဲ့ဘာမှမဆိုင်ဘူးစိတ်စော်မှုတင်ခါရကိုမပိုင်ဘူးကိုနဲ့ဘာမှမဆိုင်ဘူးတိမှုဝိညာဏကိုမပိုင်ဘူးကိုနဲ့ဘာမှမဆိုင်ဘူးလို့အမြဲတမ်းဆင်ခြင်နိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာအေးချမ်းတော်တာပဲ ဲ့တော့ခါတစ်ပါးမှာလည်းယဟန်တစ်ပါးကမြတ်စွာဘုရားစီမှာတရားတောင်းတယ်အရှင်ဘုရားတောင်းပန်ပါ၏မြတ်စွာဘုရားဒီအကျွန်ုပ်ဟာအချင်းအဖျင်တရားဟောတော်မူပါလောအကျွန်ုပ်ဒီမြတ်စွာဘုရား၏ဟောကြားသောတရားတော်ကိုကြားနာရတဲ့အခါတယောက်တည်းစိတ်ငြိမ်ရာကိုကပ်ပြီးတော့မမိမလျော်လုံလာပြူပြီးနိဗ္ဗာန်သို့ဆေလွတ်သောစိတ်ရှိသည်ဖြစ်၍နေလိုပါれဘုရားလို့ပြောတယ်ဒီတော့မြတ်စွာဘုရားကခြေသားယဟန် အကျင့်တရားကိုအာယုံပြု၍ဂိမ်းဝတ်တယ်အနုတရားဂိမ်းတယ်ထိုဂိမ်းဝတ်သောတရားဖြင့်ခေါ်ဝေါ်ပြည့်ညတ်ခြင်းသို့ရောက်တယ်အကျင့်တရားကိုအာယုံပြုပြီးတော့မဂိမ်းဝတ်ဘူးထိုမဂိမ်းဝတ်သောတရားဖြင့်ခေါ်ဝေါ်ပြည့်ညတ်ခြင်းသို့မရောက်လို့တရားရှင်ကဟောတော်မူလိုက်တယ်အဲ့လိုအကျင့်လေးပဲဟောလိုက်တော့ယဟန်တော်ကမြတ်စွာဘုရားသိပါပြီဗျာကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားတပည့်တော်သိပါပြီဗျာလို့ပြောတယ် ရတော်ဘုရားရှင်ကချက်တယဟံတင်းဒီငါအကျဉ်းဟောထားသောတရားရဲ့အကျယ်ဖြစ်သောအနက်ကိုအဘယ်သို့တည်တာလဲဒီတော့ယဟံတော်ကအရှင်ဘုရားရုပ်ကိုအာယုံပြု၍အကိန်းတရားဆိုတဲ့အနုတရားအကယ်၍ဂိမ့်မယ်ဆိုရင်ထိုအနုတရားအကိန်းတရားဖြင့်တတ်မှတ်သူ ပြမသူ တွေးဝေသူဟု၍ခေါ်ဝေါ်ပြညာခြင်းတို့ရောက်ပါれဘုရားဝေဒနာကိုအာယုံပြုပြီတော်လဲ အနုတရာကိမ့်မယ်ဆိုရင်တမတ်သူ ပြမသူတွေ့ဝေသူဆိုပြီးတော့ခေါ်ဝေပြညာချင်းတို့ရောက်ပါတယ်ဖေ။တင်ညာကိုအာယုံပြုပြီးတော့အနုတရာကိလေသာတွေကိမ့်မယ်ဆိုရင်လည်းတမတ်သူပြမသူတွေ့ဝေသူလို့ခေါ်ဝေပြညာချင်းတို့ရောက်ပါတယ်ဖေ။သင်္ခါရတို့ကိုအာယုံပြုပြီးတော့အနုတရာကိလေသာတွေကိမ့်မယ်ဆိုရင်လည်းတမတ်သူပြမသူတွေ့ဝေသူဟူ၍ခေါ်ဝေပြညာချင်းတို့ရောက်ပါတယ်ဖေ။ ိမှုဝိညာဉ်ကိုအာယုံပြုပြီးအနုတရာကိလေသာတွေကိမ့်မယ်ဆိုရင်လေတမတ်သူ ပြမသူတွေ့ဝေသူဆိုပြီးတော့ခေါ်ပညာချင်းတို့ရောက်ပါတယ်ဗျာအရှင်ဗျာရုပ်ကိုအာယုံပြုပြီးတော့အနုတရာမကိမ့်ဘူးဆိုရင်တော့အဲ့ဒီလို တမတ်သူ ပြမသူတွေ့ဝေသူလို့ခေါ်ပညာချင်းတို့မရောက်တော့ပါဘူးဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတဲ့ဒီနံခန္ဓာတွေမှာလည်းပဲ သူတို့ကိုအာယုံပြုပြီးတော့အနုတ္တိယကိလေသာမကိမ့်ပဲနေနိုင်မယ်ဆိုရင်တော့တမတ်သူပြမသူတိုးဝဲသူဟူ၍ခေါ်ဝပညာချင်းတို့မရောက်တော့ပါဘူးဖရာမြတ်စွာဘုရားအချင်းဟောထားသောတရားရဲ့အကျယ်အနက်ကိုဖရာတပြည့်တော်ဤကဲ့သို့သိပါလေဖရာလို့လျှောက်တော့ဖရာရှင်ကလည်းသာဓုသာဓုကောင်းလေစွာ ကောင်းလေစွာ သင်သည်ငါဘုရားအချင်းဟောတဲ့တရားရဲ့အကျယ်ကို ကောင်းစွာသိပေတယ်လို့ဖရာရှင်ချီးကျူးတော်မူတယ် အဲ့ဒီတော့တဘာတဲ့စိတ်ဉာဏ်ရာကိုဒီယဟန်လေးလည်းရောက်သွားပြီးတော့အမေမလေးရော လုံလာပြီးပြီးနိဗ္ဗာန်ကိုဆေလွတ်ထားသောစိတ်ရှိပြီးတော့နေတယ်ပြီးတော့သူတရားအထုတ်ပြီးတော့ယုံမှာ အာယုံယုတ်ကိုအာယုံပြီးပြီးအနုတရားမကင်အောင်ကျင့်တယ်ဝေဒနာတင်ညာသင်္ခါရဝိညာဏတို့ကိုအာယုံပြီးပြီးတော့လည်းအနုတရားကိလေသာတွေမကင်အောင်သူကျင့်တော့တယ်အဲ့ဒီလိုအာယုံတရားတွေနဲ့ပတ်သက်၍ ကိလေသာတွေမဖြစ်စေတော့ဘဲနဲ့ပြင်းပြင်းထန်ထန်အားထုတ်လိုက်တဲ့အခါမှာယဟန်ပေါင်ကိုဝင်ရောက်ယဟန်ပြုကုန်သောအမျိုးသားတို့လိုလားတောင့်တတဲ့အတုမရှိသောအကျင့်မြတ်ရဲ့အဆုံးဖြစ်သောအရတ်တဘောကို မကြာမီယခုဘဝမှာပဲကိုယ်တိုင်ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုပြီးရောက်သွားတယ်။ပရိသန္တေနေမှုကုန်သွားတယ်။အကျင့်မြတ်ကိုကျင့်သုံးပြီးသွားတယ်။ပြုဝဲကိစ္စတွေပြုပြီးသွားတယ်။ မကိစ္စအလုံးကတပါတော့ပြုပဲကိစ္စမရှိတော့ဘူးလို့သူ့ဘာသာသူသိပြီးယဟန္တာတို့မှာတပါအပါဝင် ဖြစ်သွားတယ်တဲ့။ဒါကြောင့်ပြင်ပအာယုံတွေကြောင့်သူမဟုတ်ကိုကိုရင်းကအာယရဏတွေကြောင့်ခန္ဓာ၅ပါးကြောင့်ဒီလိုအာယုံတွေနဲ့ပတ်သက်ပြီးကိုမှလောင်ကျွမ်းရတယ်။ကိုမပိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီးလောင်ကျွမ်းရတယ်။အဲ့တော့ကိုမပိုင်ဘူးလို့သာသိပြီးဆိုလို့ရှိရင်တော့လောင်ကျွမ်းမှုတွေငြိမ့်တယ်။ မပိုင်တော့ကိုမပိုင်ဘူးလို့သိမှမပိုင်တဲ့တရားကိုလည်းမပိုင်မှန်းသိတဲ့အခါတတ်မှတ်မှုလည်းကင်းပါမှအေးငြိမ့်မှုဆိုတာဖြစ်နိုင်တယ်။ကိုမပိုင်သောအရာတွေကြောင့်အကုသို့အဖြစ်မခံနဲ့ကိုမပိုင်တဲ့အရာတွေကြောင့်ပဲကိုကိုကိုကိလေသာတွေနဲ့မနစ်မြုပ်စေနဲ့ကိုကိုကိုအကျိုးနဲ့မဖြစ်စေနဲ့ရရှိတာတဲ့ဘဝလေးကိုတန်ဖိုးရှိစွာနေထိုင် အသက်ရှင်ပြီးတော့ အမြဲသောတရားတွေကို အမှန်တိုင်းမြင်ပြီးကိုယ့်အတွက်အနစ်ရှိသော ကိုယ့်အတွက်အဓိပ္ပာယ်ရှိသောအရာတွေကိုသာပြုလုပ်နိုင်ပြီးတော့လူနဲ့နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်အောင်ကြိုးစားဖို့ပဲလိုတယ်။ကုသိုလ်သီတာအားကိုးရာဖြစ်တဲ့သီလအနှစ်၊သမာဓိအနှစ်၊ပညာအနှစ်သီတာဘဝရဲ့အဓိပ္ပာယ်ဖြစ်တဲ့အဲကြောင့်တရားနာသူဘောင်သူတော်ကောင်းတို့ကိုယ့်ဘဝရဲ့အနှစ်အစစ်ဖြစ်တဲ့ သီလအနှင့်တမာရီအနှင့်ပညာအနှင့်တို့ကိုရနိုင်၍အင်းငင်ရအမှန်မြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော သူတော်ကောင်းသူတော်မြတ်များဖြစ်နိုင်ကြပါစေ။